ဒီမှာပြရမယ်။နော်ဒါတချို့တော့ဝေးရတနိုင်လောက်ဟိုတထောင်လောက်ကပြ။ကဲဒါလေးတွေ3သိန်းဥတော်သူယူ2သိန်း6တောင်းပလင်းပလင်းခိုင်ခိုင်မှုကတော့အပြည့်ဟွာပဲ။တော်တော်လေးဟိုဒီကျိုးလေးတွေကပါတယ်ဆိုတော့လေအချစ်လေးတွေလောက်တာဆိုတော့ပြက်တယ်ထင်ပါဆိုလို့ 80k ကမပြက်ဘူး။ခိုင်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 ဝေးလို့ရတယ်။နော်အဲ့ဒါက2သိန်းနဲ့6တောင်းကဲဒီမှာအထိုးကျိုးဒီရွှေဘော်လုံးမပါဘူးပေါ့နော်။ ဒီအထိုးကျိုးကကြိုက်တာထည့်ဆိုရင်ကိုရှိမအခောက်တွေဝယ်စုထားတယ်အဲပရှူလေးပဲဖြစ်ဖြစ်ဘာဖြစ်ပေါ့နော်ကေကေရလေးဝယ်ထားတယ်ဒီအထိုးကျိုးလေးတကုန်းလူတိုင်းမှာရှိထားတဲ့နေ၄သိန်းကျော်နော်ဒါကတော့စွမ်းနာပြလိုက်တယ်ဆွဲသည့်ပုံစံလေးတွေနောက်ကကြရင်ဒါလေးတွေဆိုရင်ဘယ်လောက်ရှိမလဲဆိုတော့ငါးသိန်းနဲ့၆ကောင်းပဲရှိရယ်ဆွဲသည့်အပိပပီးသားမှာသူလည်းအရန်ခိုင်တာသူကဆက်ကျိုးဒီမာလေးပါအရန်လာတော့နော်ကျိုးလေးတွေနောက်ကကြရင်ဒီထဲမှာအရန်လာတော့ဒါကတော့၅ဘေးကြီး ိတ်ဒီကနေ15ပဲရှင်ပြပေးမယ်။ရှောက်သိန်းရှောက်သိန်းတသောင်းဝင်းကျင်နော်ရှောက်သိန်းရှောက်သိန်းတသောင်းဝင်းကျင်လေးကြိမ်ပေါ်မှာမူတည်ပြီးတော့အပြောင်းလဲလေးရှိတယ်9သိန်း8000တန်းလေးရှိတယ်ဟောတာကဘလင်းဘလင်းအဲဘလင်းဘလင်းပါမယ်ဟောဒီလိုပန်းဟောက်ဒီဇိုင်းလေးပေါ့နော်ရွှေလုံးလေးပါမယ်တချို့ကြလဲစီတူလေးအသီးပါကျိုးတချို့ကြလဲအဲရွှေပိုင်ကျိုးအသီးပါကျိုးဆိုအဲ့လိုခေါ်ကြပါရဲ့ဒါကတော့15ဘေးကြီးပေါ့နော်သူကတော့18သိန်း18သိန်းနဲ့16သိန်းကြားမှရှိပါတယ်15ဘေးကျိုးဒီကျိုးကြီးကတော့ ထွက်ထားတာအများကြီးရှိရပေါ့နော်တလေးတို့ကဲဒီမှာပုံလိုက်တယ်ပုံလိုက်တယ်ဒါမျိုးတွေပေါ့လေးသိန်းကျော်ဆိုတာနော်အဲ့တော့ဒီမှာဆက်လက်ပြီးတော့ဒီမှာပြပေးပါမယ်ရှင်ကဲဒီမှာပါရွှေလုံးလေးတွေဒီလိုအချက်လေးနဲ့ငါးလေးငါးလုံးလေးဆိုရင်သူကတလုံးတော့1000ခွဲ ဖြစ်သေးတယ်အတွက်ရွှေသေးတက်တယ်အတက်နေတော့ဘူးလို့ဒါလေးကော်ရင်တော့နော်အစီလေးကပြက်ပြန်ပြီ1000ခွဲငါးလုံးတော့3500ငါးလုံးတော့3500မှာဒီရွှေလုံးလေးရနော်ကဲဒီလိုလေးတွေ ွေလုံးလေးတွေကတော့တဲတို့တီးပြီးသားဖြစ်လိမ့်မယ်အခောက်ရွှေဆက်လျှောက်ပဲကြီးကိုပတ္တာအိတ်တွေမှာထိုးလို့ရတယ်အိတ်ရဲ့ဗောလီချိုးတွေမှာထိုးလို့ရဘယ်မှာထိုးမှာတော့လက်ပတ်လုံးမလားနော်နောက်တစ်ခါဟော်ဒီလိုဆွဲကြိုးတဲ့ရွှေလုံးလေးငါးလုံးတက်နိုင်ငါးလုံးတက်နိုင်အဲသသိန်းကျော်နဲ့လဲရွှေလိုပွဲလို့ရတယ်အခောက်ရွှေဝယ်လို့ရတယ် အားလုံးမှာတသိန်း2500အားလုံးလောက်ဝယ်ပြီးတော့ဒီလိုအထိုးကျုံးနဲ့ပဲထည့်ဆွဲဆွဲဒါမှမဟုတ်ကိုယ်မှာရွှေဆွဲကျုံးမရှိသေးဘူးဆိုရင်ဒီငါးလုံးကိုဆွဲကျိုးကျစ်ပေးဆိုလဲပိုးကျိုးနဲ့ကျစ်ပေးလို့ရတသိန်း2500ပဲကြာမှာအခောက်ဖြစ်တည်တဲ့ကြိုက်တဲ့ဆိုင်မှာအယောင်းလဲအပောင်ပုံရရယ်နော်အခောက်ရွှေပါအခောက်ရွှေပါရှင့်နောက်ပါထက်ထက်ပြပြီးမှာပေါ့နော်โอเคရွှေအထဲမှာဒီပန်းပွင့်ဆွဲသည်ပေါ့နော်အခောက်ရွှေတသိန်း8000လေးတသိန်း8000ရှိတယ်ဒါ2သိန်းရှိတယ်ပေါ့နော်အခောက်ရွှေလေးထည့်ပြီးဆွဲပြထားတာဖြစ်ပါတယ်โอเค ဒါလေးက6သိန်းနဲ့5တောင်းဖြစ်ပါတယ်နော်6သိန်းနဲ့5တောင်းပါ6သိန်း9တောင်းတာတန်နေမင်းကတော့ကြိုးလေးသူလဲစက်ကျိုးဖြစ်တဲ့အတွက်ခိုင်ခန့်မှုအပြည့်အကျံပရန်ခံတယ်ပေါ့နော်ဒီလိုဆွဲနေရတာအကျံပရန်ခံမှာတော့နော်အကျံပရန်ခံတဲ့စက်ကျိုးကတော့ daily weight ဒါ 80k ဝတ်ပူရတူတိုင်းတည်ရယုံသူယုံသားတွေအကုန်ပေါ့နော်အကုန်လေးဆွဲကျိုးအပြောင်းလဲလေးတွေပေါ့နော်ပြီးတော့ကတော့ကျိုးလေးတွေဝတ်ရှင်နေတူတွေជីကြီးလဲ မတုံးချင်ဘူးငွေအမောက်လည်းနှဲချင်တယ်လှလှလေးလည်းမျိုးစုံကျိုးဖုံမှုရှင်တယ်ဆိုရင်တော့အဲ့လေးကိုရှောက်သိန်း၉၀၀နဲ့ပန်းပွင့်လေးလည်းပါတယ်အတိပါတယ်ရွှေဘောလုံးပါတယ်ပန်းပါတယ်နော်ဒါကြီးတို့အရှိကြီးဆွဲရမှာဖြစ်ပါတယ်ရှောက်သိန်း၉၀၀နဲ့နော်အရယူထားပါโอเคထားလိုက်တာနော်ပရက်ဆွဲသီးဆွဲသီးလေးရဒီမှာအရှင်လေးတွေနော်ရွှေလုံးလည်းပါတယ်အသေးဆွဲသီးလည်းပါတယ် နောက်ကကြရင်ကျိုးတူရင်ရှေ့လို့လည်းရသေးတယ်အချက်ပါရနော်ဒါလေးတွေပါအလေးက၅သိန်းလျှောက်သွားမှ subscription နဲ့အမြဲတုံးသွားွယ်သူကကုန်လွှဲတယ်ဒါအသိပစ္စည်းလေးထက်ရောက်သွားတယ်နော်ကဲဒါလေးရောဒါလေးလည်းဘယ်လောက်လဲပြောပြမယ်ဒါလေးက၅သိန်းလျှောက်သွားဒါလေးလည်းတူတူပဲ၅သိန်းလျှောက်သွားအသေးဆွဲသေးအကြီးလေးပါတယ်ရွှေချိန်ညားမယ်နော်နောက်ကဆွမ်းနာရွှေလုံးလေးရမျိုးစုံကျိုးဖုံလို့ရတယ်ဆိုတာ အဲ့ဒီလိုလေလက်ပတ်နမူနာလေးလက်ပတ်ထဲမှာမှမသက်နှစ်စီပွင့်ဒါမျိုး3800 3000နှစ်သိန်းဆွဲတီးလေးထည့်ထည့်ထားတာနော်ဒါမျိုးလေးအခောက်ရှိလေးထည့်ထားတာဒါအခောက်ကြီးပဲဒီအလုံးလေးကိုတီးထားတာဒီအလုံးလေးကိုဒီအလုံးလေးကိုဒီလိုတီးလို့ရပါတယ်ဟောဒီလိုလက်ပတ်လုပ်လို့ရပါတယ်ဒါမျိုးကိုဆွဲကြိုးလုပ်ရှင်လည်းရပါတယ်ဆွဲကြိုးရတယ်လက်ပတ်ရတယ်နောက်ကဥစီလက်ဆွဆို10လုံးတန်းတန်း10လုံးဝယ်ပြီးတော့2သိန်းခွဲပဲကြမှာပါလက်ဆွဥစီလက်ဆွဆိုပြီးတော့ပွင့်လို့ရတယ်လို့နော်စွမ်းနာမသက်ပြလိုက်တယ်ဟောဒီက ဆွဲကြိုးလည်းထည့်ဆွဲလို့ရပါတယ်ရှင်ကျေးဇူးပါရှင်